တတိကမှတ်တမ်းပါအထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာ အေးအေးချမ်းချမ်းစာသင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲသွေးစွန်းနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကက စကိုင်းငလျင်ပေးကြဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအပိတ်ကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခီးကိုတွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာစစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တီးတတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့အတွက်တရားမျှတမှုကိုရအောင်လို့တန်တန်ကြီးဝိုင်းဝန်းပြီးတော့အသံထွက်ပေးကြပါမယ်မြစ်တယ်